ောင်းလေးကမှန်ပေါ်မှာထိုးစက်တဲ့ခလုတ်တစ်ခုကိုတွေ့သွားပါတယ်။သူကဆက်ဆက်ဆူဆူနဲ့အသားလေးတစ်ချက်ပဲလဲကြည့်လိုက်တယ်။တစ်စက္ကန့်ကြာတော့မော်ဆန်တဲ့ဖြစ်ရတစ်ခုဖြစ်လာတယ်။မှန်ထဲမှာအလှပြင်းနေတဲ့မိမလာလေးတယောက်ပေါ်လာတယ်။အဲ့လိုထိုးစက်တဲ့မြင်ကွင်းကြောင့်ကောင်းလေးကလန့်သွားပြီးတော့အခန်းထဲမှာအခြားလူတယောက်ရှိနေတယ်လို့ထင်သွားပါတယ်။တယောက်ယောက်ချက်ချင်းထွက်သွားတာလားလို့အခန်းပြင်ကိုပြေးပြီးတော့လိုက်ရှာကြည့်တာတော့မှဘသူမှမရှိလို့သိချပြီးဆိုမှအခန်းထဲကိုပြန်လာခဲ့ပါတယ်။နောက်တော့မှန်ထဲကမိမလာလေးကခုနကတည်းကအတိုင်းပဲရှိနေပါတယ်။ ဒီတစ်ခါသူကထပ်ပြီးတော့အန်အောင်စရာကောင်းတာကိုတွေ့လိုက်ရတယ်။မှန်တဲ့ကပြက်ကရင်က1989ခုနှစ်ဖြစ်နေပါတယ်။ဒါပေမဲ့အခုက1992ခုနှစ်ဖြစ်နေပါပြီ။ကောင်းလေးလုံးဝဆိတ်ရှုပ်သွားတယ်။ဘာတွေဖြစ်နေတာလဲဆိုတော့တရားနာလဲရအောင်သူကခလုတ်ကိုနောက်တစ်ကြိမ်ထက်လှည့်ကြည့်လိုက်ပါတယ်။မမျောလင်းမဲဒီတစ်ခါမှာတော့ဂီတာတီးနေတဲ့ကောင်ကျော်လေးတယောက်ပေါ်လာပါတယ်။ကောင်းလေးကဆက်ပြီးတော့လှည့်ကြည့်လိုက်တယ်။ဒီတစ်ခါထပ်ပေါ်လာတာကတော့အသက်လက်ပိုင်းဇနီးမောင်နှံစုံတွေတွေဖြစ်ပါတယ်။ကောင်းလေးကအခန်းကိုအသေးစိတ်တရားကြည့်လိုက်တယ်။ တစ်ဖက်ကအချိန်အား1982ခုနှစ်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ပြီးတဲ့အခါမှာတော့မှန်တဲ့ကအခန်းကအခုသူငားထားတဲ့အခန်းပဲဖြစ်ပါတယ်။မဟုတ်မှလည်းရောသူအခုတွေ့နေရတာတွေအားလုံးကဒီအခန်းမှာမတူညီတဲ့ကာလတွေတုန်းကငားနေခဲ့တဲ့သူတွေများဖြစ်နေမလား။သူခန့်မှန်းတာတွေကမှန်သလားဆိုတာဒီပြူဖို့အတွက်သူကအင်ရှင်ကိုသွားရှာခဲ့ပါတယ်။တေတီချာချာစုံစမ်းမေးမြန်းပြီးတဲ့နောက်မှာတော့သူခံမှန်းထားတဲ့အတိုင်းဖြစ်နေပါလေ။ဒါကလည်းအရန်ကြောက်ဖို့မလိုတဲ့အတွက်အခန်းကိုပြန်ရောက်တော့သူကချက်ချင်းပဲခလို့ရဲ့ပေါ်မှာတင်ဂီတာလေးလှုပ်ထားလိုက်ပါလေ။ ဒီဘက်ချန်ကဒီလိုမျိုးထူဆန်းတဲ့မန်ကသူ့ရဲ့ TV လိုဖြစ်လာပါတယ်။ကြည့်ချင်တဲ့သူကိုမျှောင်းလေးလှည့်ပြီးကြည့်လိုက်လို့ရတယ်။သူအထူးစိတ်ဝင်စားတဲ့သူကတော့မိမလာလေးပဲဖြစ်ပါတယ်။အာရာနဲ့မှန်ရှိမှထိုင်ပြီးတော့မိမလာလေးကိုကြည့်တော့တာပဲ။မိမလာလေးကကိုယ့်ရဲ့ကောင်မလေးဖြစ်လာတယ်လို့မျိုးပဲ။မိမလာလေးအိတ်တာကိုကြည့်ပြီးတော့သူလည်းပဲ good night ဆိုပြီးပြောလေးရှိပါတယ်။အလို့နဲ့တနေ့မှာတော့မိမလာလေးမှာရီစာရှိတဲ့ပုံပေါ်တာကိုတွေ့လိုက်ရတယ်။အခုမှပဲသူရုတ်တရက်သတိထားမိသွားတော့တယ်။ ဖန်တွေကမေမလာလေးကအစကတည်းကသူတယောက်တည်းပိုင်တဲ့အရာမဟုတ်ဘူးဆိုတာကိုသူရဲ့ကောင်မလေးဖြစ်လာဖို့ဆိုတော့ပူတော်မဖြစ်နိုင်ဘူး။သူစိတ်သက်တွေကြာပြီးတော့ဝေခွဲမရဖြစ်နေတဲ့အချိန်မှာအသက်လက်ပိုင်းဇနီးမောင်နှံစုံတွေ channel ကိုလှည့်ပြောင်းလိုက်ပါတယ်။မိမယာနှစ်ယောက်ကစကားများရန်ဖြစ်နေကြတယ်။ကောင်းလီလည်းနည်းနည်းစိတ်သက်သာရရသွားပုံပေါ်တယ်။အလုံနဲ့သူကနောက်ထပ်ပြန်အားတက်လာပြီးတဲ့နောက်မှာတော့အံပွဲမြုံကင်းတစ်ခုကိုတွေးလိုက်ရတယ်။အသက်လက်ပိုင်းယောက်ျားကြီးကသူ့မိမလည်ပင်ကိုတေးအောင်ညှင့်နေတာပါ။ကောင်းလီလည်းဒါကိုလှည့်ဖို့အားမရှိတော့ဘူး။ သူမျက်စိရှိမှတယ်အမျိုးသမီးကြီးအသက်ခံရတာကိုကြီးနေုံပဲတနိုင်ပါတော့တယ်။နောက်တော့သူကအသက်လက်ပံယောက်ျားကြီးကသူ့မိမရဲ့လောင်ကိုဆွဲသွားတာကိုမျိုးလုံးပြူသားနဲ့ကြည်နေရတယ်။ကောင်းလီကဒီလိုလူတတ်မှုကိုမျက်မျက်ကိုယ်လေးတွေ့ရလိမ့်မယ်လို့မထင်ထားပါဘူး။ဒါပေမဲ့ဒါကတကယ်ဖြစ်ခဲ့တာလား။မျက်စိတမိအတွင်မှာပဲကောင်းလီကစာကြည့်တိုက်ကိုရောက်လာတယ်။သူကအစာဆုံးဒေတာတွေအားလုံးကိုရှာဖွေခဲ့ပါတယ်။အရင်စနေ့ကအဲ့ဒီလူတတ်မှုနဲ့ပတ်သက်ပြီးတော့ရှာလို့မတွေ့ခဲ့ဘူး။ဆွဲမလျှော်ပဲနဲ့သူကအင်ရှင်စီကိုနောက်တစ်ခေါက်ထပ်သွားခဲ့ပါတယ်။ အဲ့ဒီအတက်လက်ပိုင်းဇနီးမောင်နှံကိစ္စကိုမေးလိုက်ပါတယ်။အင်ရှင်ကအကြကြီးစဉ်းစားနေပြီးတော့နောက်တော့အဲ့ဒီဇနီးမောင်နှံကိုတတိယသွားတယ်။ရောင်ဝဝလေးမှတ်မိတာကဇနီးဖြစ်သူကိုနောက်ပိုင်းမှမတွေ့တော့ဘူးထင်တယ်။ကြားတာကတော့တယောက်ယောက်နဲ့ထွက်ပြေးသွားတယ်။ယောက်ျားဖြစ်သူလည်းကြေကွမ်းဝမ်းနေတဲ့အတွက်အခံပြောင်းသွားပါတယ်။ကြည်ရတာလူတန်မှုကတကယ်ကိုရှိခဲ့တယ်ထင်ပါတယ်။ထီယာကလုံဝပြမှုမြောက်တဲ့လူရဲတစ်ခုသားဖြစ်ပါတယ်။အကျိုးဆက်အနေနဲ့၁၀နှစ်ကြာပြီးတော့လူသက်သမားကလွတ်နေတော့မယ်။ဒီနေ့မှာတော့ကောင်းလေးကအပြင်ထွက်ပြီးပြစည်းဝယ်ပါတယ်။ နောက်တော့အဲ့ဒီလူသက်သမားကိုမြင်တာနဲ့တမ်းမှန်မိသွားတယ်။အဲ့ဒီချိန်မှာယောက်ျားကြီးကသပင်းတွေတောင်ဖြူပြီးတော့အိုနေပြီဖြစ်ပါတယ်။ဒါပေမဲ့အကောင်လေးကတော့သူ့လူမမာဘူးဆိုပြီးတော့တည်ချာနေပါတယ်။သူကယောက်ျားကြီးရဲ့နောက်ကိုတလန်လုံးလိုက်သွားတယ်။ပြီးတော့မဟုတ်တာလှုပ်ထားတဲ့ယောက်ျားကြီးကလက်ပြမလုံးပဲတတိကြီးကြီးထားနေရတယ်။ဒီယောက်ျားကြီးကိုရှင်ပြနေမှာအချိန်တခဏပဲလိုတော့တယ်။ကောင်းလေးမျက်ချီပြတ်သွားတဲ့နောက်ရဲကိုအကြောင်းကြားဖို့ပဲရွေးချယ်လိုက်ပါတယ်။ ူမှန်ထဲမှာတွေ့ခဲ့ရတဲ့ကိစ္စအလုံးကိုယေရီကိုပြောပြလိုက်တယ်။ဒါပေမဲ့သူပြောနေတဲ့စကားတွေကတခြားလူတွေအနေနဲ့ကြည့်မယ်ဆိုရင်တော့စိတ်ကူးရင်ဇလန်နဲ့တူနေပါလေ။ယေရီကသူ့ကိုတသက်ဒုက္ခလာရှာနေတယ်လို့အထင်မြင်လွဲသွားတယ်။ယေက သူ့ကိုပြောပြတာနဲ့ဖုံးချသွားပါလေ။ကောင်းလေးလေပြန်ချီပါဖို့အားမရှိတော့ဘဲလက်လျှော့လိုက်ရပါတော့တယ်။ဒါပေမဲ့မထင်တာပဲသူခုနကတုန်းကပြောခဲ့တဲ့ဟာတွေအားလုံးကိုဘေးဘက်မှာပုံနေတဲ့ယောက်ျားကြီးကအကုန်ကြားသွားတယ်။ ကောင်လေးကသူတိမ်ပြောနေတာမဟုတ်ဘူးဆိုတာကိုတတိပြဖို့အတွက်လူတက်မှုကိုရိုက်ကူးထားဖို့အဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့သူခလုတ်ကိုဖွင့်ဖို့လုပ်တဲ့အချိန်မှာခလုတ်ကလုံးမလုံးတော့တာကိုတွေ့လိုက်ရပါတယ်။သူဘလို့ပဲအာတုံးနေပါစေခလုတ်ကသူ့မူလာအမှန်မှာပဲရရက်သွားပါတယ်။ကောင်လေးကဘေဒီဆန်သလိုဖြစ်နေတဲ့အချိန်မှာမှန်တယ်မှာအခန်းရဲ့ပုံပေါ်လာတယ်။ပြက်ကရင်ကလည်းဒီနေ့ဒီနေ့ဖြစ်နေပါဗျ။ဒါပေမဲ့အချိန်ကတော့10မိနစ်မြန်နေပါဗျ။မဟုတ်မှလွယ်ရောဒီမန်ကအနာဂတ်ကိုကြိုတည်နိုင်တာလား။ သူအဲ့လိုဗဟေဒီဆန်နေတဲ့အချိန်မှာပဲထူးဆန်းစွာနဲ့သူကိုယ်သူမှန်ထဲမှာတွေ့လိုက်ရတယ်။တချိန်တည်းမှာပဲအဲ့ဒီလူသက်သမားဟာလည်းရှိနေပါတယ်။မှန်တဲ့ကသူဟာထွက်ပြေးဖို့လုံနေပါတယ်။ဒါပေမဲ့တစ်စက္ကန့်ကြာတော့ယောက်ျားကြီးရဲ့တီအောင်လေးပင်ညစ်တက်ခြင်းကိုခံလိုက်ရတယ်။သူကအာကုန်ယုံနေပေမဲ့လည်းကံကြမ္မာကလွန်ခဲ့တဲ့ဆယ်နှစ်ကအဲ့ဒီအမျိုးသမီးလိုပဲဖြစ်သွားပါတယ်။ကောင်းလေးကဒီလိုမျိုးကိုယ်အတက်ခံရတာကိုမျက်မျက်ကိုယ်တွေ့လိုက်ရတယ်။ပြီးတော့အထက်ကယောက်ျားကြီးကလည်းမှန်ရှိကသူ့ကိုသတိထားမိရဲ့ပုံပဲ။ ရည်ရွယ်ချက်ရှိရှိနဲ့ဒီဘက်ကိုလှည့်ပြီးတစ်ချက်ကြည့်လိုက်တယ်။ကောင်လေးကလန့်သွားပြီးတော့နောက်ကိုခြေလန်းဆုပ်လိုက်တယ်။နောက်တော့ယောက်ျားကြီးထွက်သွားပါလေ။ကောင်လေးကြောက်လန့်သွားတယ်။မဟုတ်မှလည်းရောဒါကသူ့ရဲ့အဆုံးသတ်များလား။